ပရိသမျာအလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အမေရိကန်ရဲ့ကြောင်းသားဗီဇာပေးပင်မှုနဲ့ပတ်သက်ပြီးတရုတ်ပြင်းထန်စွာဝေဖန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရုတ်နိုင်ငံကအမေရိကန်ရဲ့တရုတ်ကျောင်းသားတွေအပေါ်ဗီဇာတွေကိုအကြောင်းမဲ့ပယ်ဖြတ်တာနဲ့နောင်လာမဲ့လျှောက်ထားသူတွေကိုပုံမတင်ချက်စွာစစ်ဆေးတာတွေကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ပြီးဝါရှင်တန်ကိုတရားဝင်ကန့်ကွက်လာတင်သွင်းထားတယ်လို့ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကတော့တရုတ်ကွန်မြူနတီပါတီနဲ့ဆက်နွယ်မှုရှိတယ်လို့စွပ်စွဲခံထားရတဲ့တရုတ်ចောင်းသားတွေဒါမှမဟုတ်အရေးကြီးတဲ့ဘာသာရပ်တွေကိုလေလာနေတဲ့ចောင်းသားတွေရဲ့ဗီဇာတွေကိုအမေရိကန်ကပြင်းထန်စွာပယ်ဖျက်သွားမယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မှာအခုလိုမျိုးဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်အမေရိကန်ကတရုတ်ចောင်းသားတွေရဲ့ဗီဇာတွေကိုအကြောင်းမဲ့ဖျက်သိမ်းတာဟာ ုင်ငံရေးအယူဝါဒနဲ့အမျိုးသားရေးအခွင့်အရေးဆိုတဲ့အကြောင်းပြချက်နဲ့လှုပ်တာဖြစ်တယ်။ဒီလှုပ်ရက်ကိုတရုတ်နိုင်ငံကပြင်းထန်စွာဆန့်ကျင်ပြီးအမေရိကန်ကိုကန့်ကွက်လွှာတင်သွင်းထားပါတယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကကြားသာပရိနေမှာပြောကြားသွားခဲ့တာဖြစ်ပါတယ်။နိုင်ငံကြားရေးဝန်ကြီးဌာနကတော့အမေရိကန်အနေနဲ့နှစ်နိုင်ငံဆက်ဆံရေးကိုတည်ငြိမ်စေဖို့အတွက်ပိုပြီးအပြုသဘောဆောင်တဲ့ချင်းကပ်မှုတွေနဲ့ဆောင်ရွက်ဖို့တိုက်တွန်းခဲ့ပါတယ်။နိုင်ငံကြားရေးဝန်ကြီးမှာကိုရူဘီယိုရဲ့ပုံတော်ဦးနေ့ကပြောကြားချက်အရနိုင်ငံကြားရေးဌာနအနေနဲ့ တရုတ်ကွန်မြူနီပါတီနဲ့ဆက်နွယ်မှုရှိတယ်လို့ဆွဆွဲခံထားရတဲ့ចောင်းသားတွေရဲ့ visa တွေကိုပဲဖြတ်ဖို့ ਨੇ တရုတ်ပြည်သူသမရနိုင်ငံနဲ့ဟောင်ကောင်ကနေလာရောက်ရှောက်ချားသူတွေရဲ့ visa တွေကိုပုံမစီစစ်ဖို့အတွက် Homeland Security ဌာနနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့သိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။